ကောအာသာတောဥဥပောဤဤကောအာသာဒါလေအာထိုင်းကောင်ကနေထိုင်းတာလို့ရမယ်ဟုတ်လားအဲ့ဒါမြန်ထိုင်းကျေတယ်ဒီမှာဒီပါကွာလို့သိဆက်ရှင်နေတယ်ဒီမှာပါဇဝေးကွာပေါ့ကွာအာမင်မနာတော့ငါအဒီမေးနေတာပေါ့အစားပေါ့ကွာရှင်းပါဆုံးမတော့ဘာကွာမှလည်းဒီလိုပဲမဟုတ်လားရွှေဆုံးမတော့ကွာဒီလိုပဲဆိုတာမင်းပြောပါဒါပေမဲ့ဘယ်လိုပါလေးလည်းရှိနေဟုတ်လားအဲ့ဆိုငါလည်းဘုဒ္ဓတရားဆိုတာပြပြဆံပါအဲ့ဆိုရင်မင်းနေမို့ပဲနဲ့အခုပြောကြည့်နေလို့ရောတည်တော်ကတစ်ခါပြပြတယ် မြမရွှေမှာဆိုရင်တော့16ပဲရေခောက်ရွှေ15ပဲရေ14ပဲရေ73ပဲရေနဲ့12ပဲရေဆိုပြီးတော့ရှိကြတယ်လို့ထိုင်းရွှေမှာလည်းရွှေပောင်မှု99.99ရာခိုင်နှုန်းရှိတယ်။ကိုလေးလုံးရေရွှေပောင်မှုနှုန်း96.5ရာခိုင်နှုန်းရှိတယ်။95ရေနဲ့ရွှေပောင်မှု90ရာခိုင်နှုန်းရှိတယ်90ရေဆိုပြီးတော့သုံးကြပါတယ်။ထိုင်းရွှေကိုဘတ်ရွှေဆိုမို့ရှမ်းရွှေဆိုပြီးတော့လည်းခေါ်ကြပါသေးတယ်။အခောက်ကတော့ထိုင်းရောမြန်မာရောဘယ်ရွှေပဲဖြစ်ဖြစ်အတူတူပါပဲ16ပဲရေအခောက်ရွှေကြီးတဲ့နိုင်ငံရွှေကြီးတွေကတော့ စပ်ပုံစံကြီးပေါ်လိုက်ပြီးတော့ကွာသွားတာပေါ့ဥပမာအခောက်ထက်နှိမ့်နေရွှေရည်မှာဆိုလို့ရှိရင်ထိုင်းရွှေနဲ့မြန်မာရွှေအဓိကကွာချက်ချက်လေးကတော့ရွှေရောင်ပေါ့မြန်မာရွှေကတော့ကျင်းဒီနဲ့ပေါ်နှမျိုးနဲ့ဆက်တဲ့အတွက်နေဝါရောင်ညိုးတို့တို့ရှိပြီးတော့ထိုင်းရွှေကတော့ဘောနဲ့ဆက်တဲ့အတွက်စိမ့်ဖန်ဖန်ဝါလင်းလင်းအရောင်ရှိပါတယ်ပြီးတော့နည်းနည်းလေးပိုးပြီးတော့ထူကြတာကတော့ဆက်ချောက်ဘဲရည်အောက်ရည်ဖြစ်ပေမဲ့ ဘောနဲ့ဆက်ထားလို့မီးလင်းတယ်မြမရွှေတွေကိုဝယ်ယူရမယ်ဆိုလို့ရှိရင်အယောအတွက်လက်ခတွေပါမှာဖြစ်ပြီးတော့ထိုင်းရွှေဝယ်ယူရမယ်ဆိုရင်တော့လက်ခနဲ့ကြတဲ့ငွေရဲ့ပါဆန်လေးတွေပါမှာပဲဖြစ်ပါတယ်ဝတ်ဆင်ရမယ့်ရွှေတွေကိုရှင်းကြည့်မယ်ဆိုရင်တော့ထိုင်းရွှေတွေတွေကရွှေပေါ်ဝင်မှုရာခိုင်နှုန်းများတဲ့အတွက်တိတ်ပြီးတော့ကျဲမခံဘူးနူးညံ့ပြော်ပြောင်းတဲ့အတွက်မတော်တဆခိမိခိုင်မီဖြစ်နေတာတွေဆိုရင်တော့လွယ်တကူပြက်လွယ်ပါတယ်ဒီအတိုင်းပဲရွှေပေါ်ဝင်မှုများလေဈေးကလည်းနည်းနည်းပိုတာပါ ထိုင်းရွှေမှာတပတ်သားမြန်မာအခေါ်တစ်ချက်သားကို15.24 gram ရှိပြီးတော့မြန်မာရွှေမှာဆိုရင်တော့တစ်ချက်သားမှာစနစ်အစ်အနေနဲ့16.39 gram ရှိရဖြစ်ပါတယ်။သက်ဆိုင်ရာထိုင်းဘတ်ငွေ exchange rate နဲ့သက်ဆိုင်ရာသူ့နိုင်ငံရွှေပေါင်းဈေးနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်ရွှေတစ် gram ဈေးကတော့ဈေးတူတူပါပဲ။ရွှေစုမဲ့သူတွေအနေနဲ့ဆိုရင်လည်းကိုကြိုက်တဲ့ရွှေကိုသေချာရွေးချယ်စဉ်းစားပြီးမှစုနိုင်ပါတယ်။မြမရွှေရဲ့အားသာချက်လေးကဝယ်ယူရမယ်ဆိုရင် အနည်းဆုံးရွေးကနဲလောက်ကနေစပြီးတော့ဝယ်လို့ရရဆိုပေမဲ့ထိုင်းရွှေမှာတော့တမူသားတမတာငါးမူသားစသဖြင့်ဝယ်ယူနိုင်ပါတယ်ထိုင်းရွှေနဲ့မြမရွှေတို့ရဲ့တူညီတဲ့အားသာချက်လေးကတော့ရွှေပေါင်မှုအားကောင်းကြတဲ့အတွက်ရေသွေးမလျော့ဘဲနဲ့နေ့စဉ်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်ရွှေချစ်သူတို့လည်းဒီကွာခြားချက်တွေကိုဘယ်လိုထင်လဲဆိုတာကို comment ထဲမှာဝင်အောင်ဆွေးနွေးကြကြပါဦး